အသက်133နှစ်အရွယ်သစ်ပင်များရဲ့မိခင်ကြီးဒီတစ်ခါမှာတော့စိတ်ဝင်စားစရာကောင်းတဲ့ပုံကုတ်တူအချောင်းကိုပြောပြချင်ပါတယ်သူမရဲ့အမိကဆန်လူမာရာဂျာတင်မက်ကအိန္ဒိယနိုင်ငံကနဒါပြည်နယ်ကကျေးလက်ဒေသမှာမွေးဖွားခဲ့သူဖြစ်ပြီးသူမဟာသဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးတဲ့စိတ်နဲ့ကဘာကျော်လာခဲ့သူဖြစ်ပါတယ်။သူမရဲ့အံ့ဖွယ်လှုပ်ဆောင်ချက်တွေကြောင့ တစ်ပင်များရဲ့မိခင်ကြီးလို့တင်စားခေါ်ဝေါ်ကြပါတယ်။တင်မကဟာဆင်းရဲနွမ်းပါတဲ့လေသမားမိသားစုကနေပေါက်ဖွာလာသူဖြစ်ပြီးငယ်စဉ်ကလေးကအเจ้าနေခွင့်မရရှိခဲ့ပါဘူး။ဘဝတစ်လျှောက်လုံးလဲရလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုခဲ့ရပြီးကြမ်းတမ်းတဲ့ဘဝရဲ့အခက်အခဲတွေကိုရင်ဆိုင်ခဲ့ရသူပါ။ချစ်ကန်းနာနဲ့အိမ်ထောင်ကြခဲ့ပြီးကလေးမရရှိခဲ့ခြင်းဟာ သူမတို့ဇနီးမောင်နှံအတွက် ကြီးမားတဲ့ဝန်내မှုတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒီဝန်내မှုကနေသူမဟာထူကြတဲ့အတွေ့အခေါ်တစ်ခုကိုရရှိခဲ့ပါတယ်။အဲ့ဒါကတော့သစ်ပင်တွေစိုက်ပျိုးဖို့ဖြစ်ပါတယ်။ဒီလိုနဲ့သစ်မက်ကကလေးမရှိခြင်းရဲ့ကြီးမားတဲ့ခံစားချက်ကိုဖြေဖျောက်ဖို့သစ်ပင်တွေကိုသားသမီးတွေအဖြစ်ပြိုးထောင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုစိုက်ပျိုးခြင်းနဲ့သူမရဲ့စင်တာကိုခင်ပွန်ဖြစ်သူ ချစ်ကနာက စိတ်ရောကိုယ်ပါအားပေးကူညီခဲ့ပါတယ်1948ခုနှစ်မှာ သူတို့ဟာညောင်ပင်တွေကိုစတင်စိုက်ပျိုးခဲ့ပါတယ်သူတို့ဟာ3မိုင်နီပါရှိလျားတဲ့လမ်းရင်းချောင်းမှာညောင်ပင်ပေါင်း385ပင်ကိုစိုက်ပျိုးခဲ့ပြီးဒီတစ်ပင်တွေကိုသားသမီးတွေလုကယူဆိုင်ခဲ့ကြပါတယ်သူတို့ဟာနေစဉ်ရေလောင်းပေးပြီးပြုစုပျိုးထောင်ခဲ့တယ်လို့တစ်ပင်တွေကိုဒိတ်ဆန်တွေရဲ့အန်တရယ်ကနေကာကွယ်ဖို့အတွက် အားထုတ်ခဲ့ကြပါတယ်။ဒီလိုနဲ့နှစ်ပေါင်းများစွာကြိုးစားအားထုတ်မှုတွေကြောင့်တပည့်တွေဟာကြီးထွားလာခဲ့ပြီးလမ်းတစ်လျှောက်မှာ စိမ့်လန်းဆုပ်ပြေးပြီးအေးရတဲ့တပည့်တန်းကြီးဖြစ်လာခဲ့ပါတယ်။သူတို့ဇနီးမောင်နှံရဲ့လှုပ်ဆောင်ချက်တွေဟာနှစ်ပေါင်းများစွာတိမြင်မခံခဲ့ရပေမဲ့1990ပြည်လွန်နှစ်မှာတော့လူတွေတရိထားမိသွားကြတယ်။လမ်းတစ်လျှောက်လုံးမှာဒီလိုကြီးမားတဲ့အပင်ကြီးပေါင်းရာနဲ့ချီစိုက်ပျိုးခဲ့တာဘယ်သူလဲလို့ အဖေရှာကြတဲ့အခါသင်မက်ကကိုသွားတွေ့ပါတယ်။ခင်ပွန်ဖြစ်သူကတော့1992ခုနှစ်မှာကွယ်လွန်သွားခဲ့ပြီဖြစ်ပေမဲ့သစ်ပင်ဆိုင်ခြင်းကိုအသွေးသားထဲမှာအမြင့်တွေ့နေတဲ့သင်မက်ကကတော့သစ်ပင်တွေကိုဆက်လက်စိုက်ပျိုးခဲ့ပါတယ်။သူမရဲ့ဘဝတစ်လျှောက်လုံးမှာသစ်ပင်ပေါင်း8000နီးပါးစိုက်ပျိုးခဲ့ပြီးဒီအထက်ကအများစုက အရေးရညောင်ပင်တွေဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ တင်မက်ကရဲ့အသက်က173နှစ်ကျော်သွားပြီဖြစ်တာကြောင့်လှုပ်လှုပ်ရှားရှားလှုပ်ဖို့မလွယ်တော့ပေမဲ့သူမကတော့အပင်တွေစိုက်ချင်နေတုံးပါပဲ။သစ်ပင်တွေကိုစိုက်ပြူပြီးတဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းခဲ့တဲ့အတွက်အိန္ဒိယနိုင်ငံရဲ့ Padma Shri ဆုကိုရရှိခဲ့ပါတယ်။ဒါပြင်နိုင်ငံတကာအဖွဲ့အစည်းပေါင်းများစွာကချီးမြှင့်တဲ့ပတ်ဝန်းကျင်ဆောင်ရှောက်ထိမ့်သိမ်းမှုဆိုင်ရာဆုတစိတ်ပေါင်းများစွာကိုလည်းရရှိခဲ့ပါတယ်။ သူမကတော့တဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဖို့နဲ့သစ်ပင်တွေစိုက်ပျိုးဖို့လူငယ်တွေကိုတိုက်တွန်းနေဆဲဖြစ်ပါတယ်။တချိန်ကဆင်းရဲနှံပါလွန်ပြီးစာမတက်ခဲ့တဲ့မိန်းကလေးဟာအခုတော့ဒေတာရဲ့ဂုံတူးဆောင် ပုံကိုတရား ဖြစ်လာခဲ့ပါပြီ။သူမစိုက်ပျိုးခဲ့တဲ့သစ်ပင်တွေရဲ့အရေးဟာနောက်နှစ်ပေါင်းများစွာတိုင်အောင်နားခိုသူတွေကိုအေးမြနေစေအောင်မှဖြစ်ပါတယ်။ တုဒ္ဒစီတီအာလောကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေလူချင်းမင်းတို့အချိန်ပေးနာဆင်မှုအတွက် Essence Reader မှာကျေးဇူးတင်ရှိပါတယ်ရှင်